အားလိုက်တာသူ့သူ့ဟာနေအပ်သားမျိုးချင်းတကယ်လို့ထင်နေရလားနေစင်နေဟာနောက်ထပ်လည်းမလုပ်ပါနဲ့စိတ်မူတည်တော့မယ်ဟာစိတ်ကူအောင်နေငါ့ဖေလားဖက်စီယာစကင်ကြီးကလောက်တော့ပါဘောနော်ဒါကတော့အတုံးကတော့တက္ကသိုလ်အကြောင်းတက်ဤစားထားအဲ့လိုမျိုးလေးတွေတော့ရှိခဲ့ဘူးလေဒါပေမဲ့မရှိတော့နောက်ပိုင်းကျတော့ဘာလို့လဲဆိုတော့လုပ်ငန်းဝင်တွေရောက်သွားတော့လေကျွန်တော်ကနည်းနည်းအလုံးနဲ့ပတ်သက်ရင်လောဘကြီးတယ်ရည်မှန်းချက်ကြီးတဲ့လူကြတော့အလုံးကိုထိခိုင်းမဲ့ အရာမှန်သမျှအကောင့်တွေကတိတ်မထည့်ဘူးထုတ်ထားအဲ့လိုမျိုးပေါ့ကတော့ကျွန်တော်ဒီကားလေးမှာစတင်ပါဝင်ဖြစ်ခဲ့ပုံမှန်ကြတော့ဒါ driver မပွင့်သိကြီးတော့ရိုက်မဲ့ဇလန်တွေဖြစ်တဲ့အတွက်ကျွန်တော်ကအများကြီးအောင်မစင်စားဘဲနဲ့လက်ခံပြတာပါဘာဖြစ်လို့ဆိုတော့မပွင့်ရိုက်တဲ့ romance ကားတွေကတကယ်ကိုတရန်ရိုးပြီးတော့အဲ့လို လူငယ်တွေဟိုထီးတယ်ပေါ့နော်ထီးတယ်ဟိုရိုက်ချက်တွေနဲ့မပွင့်ရိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရှိမှတဲ့မျက်နှာလိုခံစားလို့မြင်တာတော့အများကြီးပဲကြီးခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ကြာတော့လဲမပွင့်ရိုက်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်လက်ခံဖြစ်ခဲ့တာပါအာပြီးသွားရင်ဇက်ကောင်ကတော့ဒါပေါ့ပေါ့ပါပါပါပဲပေါ့ပေါ့ပါပါပါပဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်ရိုက်ခဲ့ရတဲ့ဇလန်တွဲတွေမှာလူမျိုး romance အဲ comedy romance ပေါ့ပေါ့ပါပါလေးရတာပထမဆုံးလည်းဖြစ်ပါတယ် အမ်ပရိသတ်တွေရဲ့ feedback ကတော့ဒီနေ့ကတော့အပိုင်းလေးပြပြသနေရဲ့ရက်ပေါ့နော်အပိုင်းလေးပြသမယ့်ရက်ပါအဲကျွန်တော်တို့ကျွန်တော်ကကြတော့ ash နဲ့တူတူနဲ့တငယ်ချင်း cyber ကသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အခန်းလေးလာရင်အဲ့လိုရှိရတယ်ချစ်ဖို့ကောင်းတယ်အဲ့လို feedback လေးမြင်တဲ့အတွက်လည်းဝမ်းသာပါတယ်အာကြည့်ရှုနေတဲ့ဟိုပေါ့နော်ကျွန်တော်တို့တည်ကြတဲ့အားပေးကြတဲ့လူတွေကလည်း ီကားလေးကြည့်တဲ့အချိန်ကျရင်ကျွန်တော်ပုတ်ပုတ်ပါပါနဲ့ပုံစံတစ်မျိုးလေးနဲ့မြင်ရပါလိမ့်မယ်ပြဟုတ်အဓိကကတော့ ash ကအများကြီးအလုပ်ကိုအာရုံစိုက်တယ် focus လုပ်တယ်ပြီးတော့သူကခင်မို့ကောင်းတယ်ဗျအပြင်မှာလည်းတကယ်ကျွန်တော်တို့နှစ်ယောက်တငငင်းလို့ပါပဲအဲ့တော့ကျတော့အလုပ်လုပ်ရတာအများကြီးခက်ခဲမရှိဘူးပျော်ဖို့ကောင်းတယ်ဟုတ်သူကြတာတကူကကျွန်တော်တော်တော်ပိန်နေတာဗောအဲ့ချိန်တုန်းကတော့ဟိုလူငယ်ငငယ်တုန်းကဆိုပိန်နေတဲ့အချိန်တုန်းကရိုက်ထားဖြစ်တဲ့အတွက်အခုနေတော့ပုံမှန်ကွဲကောင်းကွဲနေပါလိမ့်မယ်ဒါမဲ့ အဲ့လိုရည်စရာမောစရာလေးနဲ့ပျော်စရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ခုဖြစ်လိမ့်မယ်လို့တော့ကျွန်တော်အာမခံပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုဒီကားလေးမှာလည်းအဲ့လိုတူတူအားနေဆန်ရဲဟိုကြိုက်ရတဲ့အာမျိုးအဲ့လိုအထီးကားကတော့ကျွန်တော်လူတိုင်းလူတိုင်းမှာလို့အချစ်စွာရှိကြရပါတော့အဲ့လိုတိုးတိုးလေးတယောက်နဲ့တယောက်တစ်ဖက်သက်ချစ်ကြရတဲ့အချစ်ဇာတ်လမ်းနေရာနေမှာတစ်ဆင့်ဘလိုမျိုးတွေဆုံးသက်သွားမလဲပေါ့အဲ့လိုမျိုးဇာတ်လမ်းလေးပါတစ်ဖက်တစ်ဖက်သက်အချစ်ဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်ငယ်ငယ်တုန်းကတော့ကြုံခဲ့ဘူးတယ်ပေါ့နော်ဟိုးငယ်ငယ်လေးတုန်းကဟို ဘယ်လိုပြောမလဲတိုက်သူတို့70တန်းတို့အဲအချိန်တော့ကြုံခဲ့ဘူးอ่ะဒီချိန်မှာတော့မရှိတော့ဘူးဗျဘာဖြစ်လို့ဆိုတော့အသက်အရွယ်ကလည်း26 29လောက်ရောက်လာပြီဆိုတော့အဲအဲ့ဒါမျိုးကြီးတော့မရှိတော့ဘူးအဲ့လိုမျိုးကြီးအရင်ရှင်းခုံးတာတွေပါမရှိတော့အသက်ကြီးလာလို့ဝင်လာမဖြစ်တော့အဲ့တော့တက္ကသိုလ်ကျောင်းသားဘောကဘောဒါကျွန်တော်ကျောင်းသားဘောကတော့ဟုတ်ဟုတ်ဘောဖက်စီယာ second year လောက်တုန်းကဘောနော်ဒါကတော့အဲ့တုန်းကတော့တက္ကသိုလ်ကျောင်းတက်ဤစားထားအဲ့လိုမျိုးလေးတွေတော့ရှိခဲ့ဘူးလေ ဒါပေမဲ့မရှိတော့နောက်ပိုင်းကျတော့ဘာလို့လဲဆိုတော့လုပ်ငန်းဝင်တွေရောက်သွားတော့လေကျွန်တော်ကနည်းနည်းအလုံးနဲ့ပတ်သက်ရင်လောဘကြီးတယ်၊ညီမှန်းချက်ကြီးတဲ့လူကြတော့အလုံးကိုထိခိုင်းမဲ့အရာမှန်သမျှအကောင်းနဲ့ရတဲ့မထည့်ဘူးထုတ်တာအဲ့လိုမျိုးပေါ့အားလိုက်တာသူ့သူကနင်းအပ်သားမျိုးနင်းတကယ်လို့ထင်နေရလားမိန်စင်နေဟာ နောက်တော့အလိုမလုပ်ပါနဲ့စိတ်မူပေတော့မယ်ဟာစိတ်ပူအောင်နဲ့ငါဖေလားဒီကားရိုက်တာပါလဲဆိုတော့မပွင်းကမပွင်းနဲ့ရိုက်တဲ့ actor တွေလည်းသိပါလိမ့်မယ်သူကအဲ့လိုကျွန်တော်ရိုက်ခွင်းမှာပြောအောင်ထားတယ်အမအဲ့လို pressure လုံးဝမရှိဘူးပြောဖို့ကောင်းတယ်ရိုက်ခွင်းရပြီးတော့ဒီကားကလည်းပေါ်ပါကဖြစ်တဲ့အတွက်ပေါ်ပါကဆိုတော့အဲ့လိုမျိုး portion နေတာပြောတာမဟုတ်ဘူးကျွန်တော်တို့ acting လုပ်ရတာလေးတွေအဲ့လိုအနေကြီး drama မျိုးတွေမပါဘဲနဲ့ romance ကိုအဲ့လိုဟာတာလေးတွေနဲ့ ရိုက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တက်ကတော့မပင်မမှာဘူးအခက်ခဲလည်းမရှိပါဘူးခင်ဗျအဓိကတော့ဟိုအဲဇက်ကောင်အရာနည်းနည်းပြောလိုက်ရင်တော့ spoil ဖြစ်သွားမှာဆိုလို့ဇက်ကောင်အရာကတော့ကိုချစ်တဲ့ကောင်မလေးချစ်နေတဲ့လူဆိုတော့လေစိတ်ထဲမှာတော့တိတ်ပြီးတော့တမျိုးတော့ဖြစ်ပေမဲ့လည်းကိုချစ်တဲ့သူကချစ်နေရတာဆိုတော့လေအဲသူ့ကိုကူညီပေးနေတယ်ပဲဆက်ဆံပေးရတာပေါ့လိုက်ထားလေအဲ့လိုပါပဲ ကျွန်တော်ကတခြားအရာတွေမှာတော့နည်းနည်းလောဘနေတခြားအရာတွေမှာဥပမာပါစားကျင်တာကိုစားကျင်တာတစ်ခုရှိတယ်မစားအောင်ရရရောင်းရင်တင်းနေတိုင်းဒါပေမဲ့အလုံးနဲ့ပတ်သက်လာရင်တော့ကျွန်တော်နည်းနည်းလေးဟိုလောဘကြီးလို့စီကံလည်းကြီးရတယ်ဗျဘာဖြစ်လို့လဲဆိုတော့အာကျွန်တော်တို့ကတည်တည်ချာချာလေးတည်ဆောက်တော့မှဟိုဖောင်ဒေးရှင်းခိုင်တော့မှအမြင့်တက်လို့ရမှာလေအဲ့တော့ကြာကျွန်တော်ကအချိန်ပြီးတော့ active active နဲ့ပတ်သက်လို့ရှင်လဲကျွန်တော်တနေ့ကိုအနည်းဆုံးရုပ်ရှင်နှစ်ကားလောက်တော့ရအောင်ကြည့်ပြတယ်အားရရက်နေဆိုအနည်းဆုံးမြန်မာကားကြည့်ရအင်္ဂလိပ်ကားကြည့်ရ ဘာလို့ဆိုတော့ကျွန်တော်တို့အမြဲတမ်းလေ့လာနေဖို့လိုအပ်တယ်လေလေ့လာနေမှာပဲကျွန်တော်တို့ acting အသစ်တွေ character အသစ်တွေကိုကျွန်တော်တို့ဝင်ပူးလို့ရမှာအဲ့တော့ကျတော့အမြဲတမ်းစူးစမ်းနေရမှာပါပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရိုက်ခွင်းမှာ senior တွေနဲ့လည်းရိုက်ခဲ့ရတယ်ဒီဒီတလုံးမှာပိုရိုက်ဖြစ်ပါတယ်အဲဘယ်လိုပဲပြောတော့ academy ရပြီးသားထိတ်တန်းမင်းသားတွေမင်းသမီးတွေတော့မှာဒီဒီစူးစမ်းနေကြရတဲ့အချိန်မှာကျွန်တော်တို့အသစ်တွေကပို့ပြီးတော့စူးစမ်းတင်တယ်လို့ကျွန်တော်ကတော့ခံယူတာပေါ့နော်ဒါကျွန်တော်တယောက်တည်းခံယူချက်ပါအဲ့လိုမျိုး အအဓိကတော့ကိုရဲ့အလုတ်ပေါ့နော်အလုတ်ဖြစ်နေတာဖြစ်တဲ့အတွက်တခြားဥမာအေးအာပျော်ပါရဆိုတာအရအများကြီးမကြိုးစားလဲပြဿနာကြီးလောဘလည်းမရှိဘူး။အော်ရမ်းစားလိုက်မယ်မရမ်းမစားတော့ဒါပေမဲ့အလုတ်ကြတော့ကျွန်တော်တို့ကကိုကိုပန်းနိုင်ကျွန်တော်မှပန်းနိုင်ရှိတော့အပန်းနိုင်ကိုရောင်းအောင်သွားဖို့အတွက်အဲတို့လမ်းခုလမ်းမှာကျွန်တော်အများကြီးစူးစမ်းတော့ ်ဘူး။အဲ့ဒါညက်ပေါ်တော့လက်ပိန်သွားတယ်ဆိုတာတက္ကတခါကြီးကျတော့အဲ့လိုအလုပ်ပေါ်ညစိတ်နေတဲ့အခါကျတော့စိတ်နောက်မှသာရုပ်ပါလိုက်တက်သွားတယ်။အဲ့အဲ့အဲ့ဒီကားရိုက်တုန်းကကျွန်တော်ရှေ့မှာလဲတကားရိုက်နေတော့အဲ့လိုရှေ့ကားကျတော့မနက်9နာရီလောက်ထိရိုက်ရဒီကားကျတော့မနက်7နာရီလောက်ပြန်ဝင်ရကျတော့ဈာန်မှာအိတ်ချိန်မရှိဘူးအဲ့လိုပိန်သွားတာတွေပါ။အော်ကျွန်တော်တို့ကကြာတော့ဟိုပေါ့နော်လငယ်တစ်နှစ်တစ်နှစ်ကျော်လောက်ကကြာတော့ကျွန်တော်တကယ်ဟိုဟိုပေါ့နော်အခုမှစပြီးတော့ကြိုးစားပြီးရိုက်နေရတဲ့ဟာဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့ကအလုတ် ုန်ကျွန်တော်လှုပ်ချင်တယ်ဗျာတည်တည်ချာချာလေးကျွန်တော်လှုပ်ချင်တယ်အဲ့တော့ကြတော့ဟိုနားဖို့ထက်အလုပ်ဆိုတဲ့စိတ်ပဲကျွန်တော်တို့ရှိရလို့အဓိကကတော့အဲအဲ့အဲ့ဒါပေါ့နော်တော်တော်များများကတော့ဟိုလိုလမ်းဒီလိုလမ်းကျွန်တော်ကတော့ကျွန်တော်ကောင်းနေမှာတခုပဲကျွန်တော်အလုပ်တည်ချာလေးလုပ်မယ်ကျွန်တော်စီကန်းရှိရှိနဲ့ကျွန်တော်အလုပ်လေးတည်ချာလုပ်မယ်ဟိုအလုပ်ပေါ်တန်ဖိုးထားမယ်အဲ့ဒါဆိုတော့တစ်ချိန်ချိန်ကျနေရာတစ်ခုရလာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်တန်ဖိုးကတော့ကျွန်တော်30ဝန်းကျင်လောက်တော့ဖြစ်မယ်ထင်တာပေါ့နော်ကျွန်တော်လည်းအရင်တိတ်မမှတ်မိတော့ဘူးဗျ30လောက်တော့ဖြစ်လိမ့်မယ် အက်အက်အပိုင်းကတော့နည်းနည်းဆက်လှည့်ပြောင်းလေးရှိတယ်။တချို့မတိမတာမြုပ်ထားတဲ့အရာလေးလည်းရှိပါလိမ့်မယ်ခင်ဗျာ။အဲဒါမဲ့ဒီကားကြီးရဲ့လူတိုင်းကတော့ဘယ်လိုမျိုးလောင်မြိုက်ပြီးတော့ဟူလောင်နေရမှာတော့မဟုတ်ဘူး။ပေါ့ပေါ့ပါပါလေးနဲ့အချစ်ကိုပုံဖော်တဲ့လူငယ်ရိုမန့်စ်ကားလေးဖြစ်တဲ့အတွက်ချီရတဲ့သူတိုင်းကပျော်မယ်လို့တော့ကျွန်တော်ထင်ပါတယ်။ကျွန်တော်စူးစမ်းတဲ့အရာအရာထင်တယ်လို့ကျွန်တော်ခံယူပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ျွန်တော်တို့ကစူးစမ်းမှုရှိတယ်လို့မျိုးလက်ခံမိတဲ့သူရှိမှလေရမှာကျွန်တော်ဆရာတယောက်ပြောခဲ့ဘူးလေအနုပညာဆိုတာတဲ့ဖန်တီးတဲ့သူနဲ့ခံစားတဲ့သူကတထက်တဲကြမှာအနုပညာမြောက်တယ်လို့ပြောတာဖြစ်တဲ့အတွက်ကျွန်တော်အကိုစားဉာဏ်စွာရှိသမျှရှိတဲ့အသိဉာဏ်လေးနဲ့ဖန်တီးလိုက်တဲ့အနုပညာတစ်ခုကအခံစားတဲ့ရုပ်ရှင်ကြီးပရိသတ်စီရောက်သွားခဲ့ဆိုတော့ဒါကျွန်တော်တာဝန်ကျေတယ်လို့ပဲကျွန်တော်ခံယူပါဘူးလို့လေးချင်မဲ့ဒီဇလန်တွဲလေးကို MRD4 ကနေတနင်္လာနေ့တောက်ကြညာ7:50မှာပြသနေပါတယ်ဟေးပလီကတော့နေ့လယ်2:00 မှာပြသနေပြီဖြစ်ပါတယ်ဒီနေ့ဆိုအပိုင်း၄ပါအဲကျွန်တော်အပိုင်း၁၆တိရှိပါတယ်ခင်ဗျာအားလုံးပဲဒီကားလေးကိုကြည့်ပြီးတော့ဘွားမော်ဒီပြေပြီးတော့ရီမော်ရလိမ့်မယ်လို့လည်းကျွန်တော်ထင်ပါတယ်အားပေးပြီးပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်